အလုံးမဲမင်္ဂလာပါရှင်။ဒါကတော့ရွှေတောင်ကြားမှရှိတဲ့လုံချင်းလေးတစ်လုံးပေါ့နော်။ကစမတယောက်ကနေပြီးတော့အထားပေးတာပါရှင်။သူကဘယ်လိုမျိုးလဲဆိုတော့ဒီကစမကပေါ့နော်။ဒီအိမ်မှာမနေဖြစ်တာ၃နှစ်လောက်ရှိပြီပေါ့နော်။အိမ်လေးကိုပြစ်ထားတာ။အဲ့ဒါနဲ့ပတင်းပေါက်လေးတစ်ပေါက်ဖွင့်မိတော့တာပေါ့နော်။အဲ့ဖွင့်မိတော့တော့အမခိုးလေးလာပြီးတော့အချိုက်ပေါ့နော်။အတိုက်တွေစောင့်ပြီးတော့နေနေတဲ့အနေထားဖြစ်သွားပါတယ်။ ဲ့ဒီမှာကြည့်ခိုးတယ်ပြီးလို့ရှိရင်ဒါကြတော့တို့ရဲ့တို့တည်လာတဲ့တေးရွက်တွေတိုက်တွေစောင့်ထားတာပေါ့နော်တို့အမဘေးစင်းတွေအောက်တွေအကုန်လုံးဒီတခန်းလုံးကတော့ရစရာမရှိအောင်ပေါ့နော်အဲအကုန်လုံးဖွာထားလိုက်ပါတယ်တို့အကြိုက်နေထားပေါ့နော်တွယ်လက်တွေထဲမှာဆိုလို့ရှိရင်တော့ဒါတို့အဆင်ပြေနေလို့ပြောရမှာပေါ့နော်ဒီနောက်တွေကြားတွေတနေရာမှမလွတ်အောင်လို့တို့အတိုက်တွေဖွဲထားဒီမှာတေးရ6ပေါ်မှာအကောင်လေးရှိနေပါတယ် ဒီအကောင်တွေရောခဏနေကြလို့ရှင်တော့ရူးရရလေးဖယ်ပြီးတော့အပြင်ကတစ်ပင်အောက်မှာပြန်တော့ထားပြရမှာပေါ့နော်ဒါဆိုလို့ရှင်ဒီအပေါက်ဒီအပေါက်ကနေပြီးတော့ဝင်လာတာအာတော့တန်ရှင်ရေးစလုံးနေပြီပေါ့နော်ဒီမှာတန်ရှင်ရေးစလုံးတော့ဒီဘေးစင်ရှိတဲ့အမိုက်တွေအရင်ရှင်းပြရပါမယ်အမိုက်တွေအဲအဲ့ဒီရဲ့ပြရမယ်အဲအမိုက်တွေပေါ့နော်အရင်ရှင်းပြရအကျန်းအရင်ရှင်းလိုက်တာပေါ့နော် ော်ဆိုလို့ရှိရင်ဖွဲ့သားတွေ match တက်ပြီးတော့တေချာလေးရှင်းပေးနေတယ်ဘေးဥစားတဆင့်ချင်းစီပေါ့နော်အာရှင်းပေးရပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဘေးစင်တန်းရှင်းရေးပေါ့နော်သူခုချီကိုရှင်းပေးတယ်ပြီးရင်တဖြည်းဖြည်းနဲ့တော့အသေးစိတ်လေးသွားမှာပေါ့နော် ဒါလေးရှင်းအဲအဓိကတော့အင်ရှင်တွေလဲအဲတကားပိတ်တဲ့ချိန်ညရဲ့အကုန်လုံးပိတ်မိအောင်လို့တော့တတိထားရမှာပါလို့ဆိုဖခိုးတွေကတအားလင်နေပေါ့နော်အာအခုဆိုရင်အိမ်မောင်းများစွာရှိပြီအဲခိုးခိုးခိုးတွေဖွာထားတဲ့အညစ်အကြေးတွေတော့ရှင်းမေးရတာပေါ့နော်တော်တော်လေးများနေပါပြီအကုန်လုံးအင်ရှင်တွေပေါ့နော်မနေဖြစ်တဲ့အိမ်တွေအထူးတစ်ဖြစ်ပေါ့နော်ဟိုကအဲတတိထားပြီးတော့တကားလေးတွေပြင်ပောက်လေးတွေပိတ်ပေးကြပါ ဒါကတော့စတီးလေးပေါ့နော်စတီးလေးတွေကိုလည်းသူကအသေးချာရှင်းပြရတယ်ဒီစတီးတွေက quality ကောင်းတော့ပြန်ပြီးတော့လက်သွားပါတယ်အသေးစိတ်တန့်ရှင်တောင်းနေချာဒီမှာလည်းခိုးရဲ့အညစ်အကြေးတွေကြာမှာဆိုလို့ပေါ့နော်အကုန်လုံးတေချာသွားပြရပါတယ်ဟဲ့ ေးစိတ်ပေါ့နော်ဒါဆိုရင်တော့စတိကတော့တော်တော်လာပါပြီရင်ချာမှကြံတဲ့ဟာတွေကိုပြန်လဲစစ်ဆေးရတယ်တက်ရှင်လုတ်တဲ့ခါမှလည်းဘလောက်ကျွမ်းတဲ့လူပဲဖြစ်ဖြစ်ပေါ့နော်လုံးရင်လည်းအကုန်လုံးကြံနိုင်တဲ့အတွက်ကြောင့်မို့ second time လို့ third time လို့နှစ်ချိန်သုံးချိန်တော့ပြန် round round လေးပေးရတယ်ပေါ့နော်အဲ့ဒါမှပဲလုံးဝကုလို့ရှင်တဲ့အဲအနေထားပြန်ရမှာပါငါတော့နေရန်နေလုံနေတယ်အကျန်းအရင်ရှင်းရတာပြီးမှအချော အချောရောင်မှာတစ်ခါကျရင်နှစ်ခေါက်လိုက်ရတယ်။အကြည့်ကြရေးထောင်းနေပါတော့။အဲဒီဥစ္စာတွေသူတစ်ပြင်ခိုးဆိုတော့ကျမရေးတွက်ဆိုတော့တွက်ကြောင့်မို့အာပို့ပြီးတော့နှစ်ခေါက်သုံးခေါက်ပြန်ရှင်းပေးရပါတော့။ဒါဆိုလို့ရှိရင်တော့ပူတိုင်းနာဒါတော့ခိုးနေတော့မဆိုင်ဘူး။သူချိုးအေးရလေးတွေပေါ့နော်။ချိုးရလေးတွေကိုတစ်ချက်ဖျောက်ပေးရတာ။ ဒါကြာပြီရောเนาะရေလူမနေတာကြာပြီဆိုတော့အဲ့ဒီရေကနေပြီးတော့အရှာဖြစ်သွားတဲ့ဒီဂျိုးလေးတွေကိုပေါ့เนาะရှင်းပေးရပါတယ်အချိန်သာပေးရတယ်ပေါ့เนาะဒါရစ်ထားတဲ့ကြောင့်မမြန်နေတာဂျင်းထောင်းနေအောက်တဲ့အကောင်လုံးတခြားရှင်းပေးရပါတယ်ဂျားတွေပေါ့เนาะအချားတွေကိုလည်းတိတိတော်တော်ထားပြီးတော့ရှင်းပေးရပါတယ်ရှင် ကဲဒါဆိုရင်တော့တွိုင်းလက်လေးတစ်လုံးတော့အဲဒီဘူတိုင်းလေးတစ်လုံးတော့ပြီးသွားပါပြီပေါ့နော်ပြီးသွားပြီဆိုရင်မဲ့လေသူကရှေးလေးပြန်သိမ်းပေးရတယ်။လုံကပြီးသွားတဲ့အချိန်ကျရင်တော့တခန်းလုံးအ၆ပြန်သိမ်းပေးရတယ်ပေါ့နော်။ဒါဆိုရင်တော့စတီးတွေအဲအောက်အောက်ခြေတွေပေါ့နော်ဒါကတော့တပြက်စီလဲပြီးသွားပြီ။အမိုက်တွေလည်းကျုံပြီးသွားပြီ။ဒီနည်းနည်းလက်ကြံလေးတွေကိုသူကပြန်ပြီးတော့အရှင်းပေးပြီးလို့ရှိရင်အချမ်းရှင်းပြီးအချောပြန်ရှင်းပေးရရင်နေထားပေါ့နော်။ကဲဒါဆိုလို့ရှိရင်တော့ကြည့်ရတာအရင်ကြောက်အောင်မှဆိုလို့ ဒီ after လေးကိုတစ်ချက်ပြန်ပြပေးပါမယ်လုပ်ပုံကြီးကတော့အာနည်းငယ် short ထားလိုက်ပြီပေါ့နော်ကဲဒါဆိုရင်တော့လုံးဝတတ်သွားတဲ့နေသားဒါအောက်အောက်မာလေးဆိုလို့ရှိရင်လည်းတော်တော်တတ်သွားပြီအစတော့ဆိုရင်လည်းဒီအောက်မာလေးလည်းအတိုက်ဖွဲ့ထားရင်ဒီဘေးစင်အပေါ်ဖက်မှာဆိုလို့ရှိရင်လည်းတုံးလို့ရတဲ့အနေသားဖြစ်သွားပြီပေါ့နော်ပစ္စည်းတွေကလည်းတော်တော်ကောင်းတဲ့အတွက်ကြောင့်မို့အာတော်တော်လာတဲ့အနေသားပြန်ရတယ်ပေါ့နော်အဲဒါဆိုလို့ရှိရင် ပြီးရင်ဥစားဒီရေချိုခန်းနေရှင်းနေချိန်ကြရေစင်ပေါက်ကိုလည်းတတိထားပြီးတော့ရှင်းပေးရပါတယ်အများဖြင့်ကျက်နေတက်လို့လीเนาะပြီးရင်ဒီအနောက်ဒီဒီအဲပြီးလို့ရှင်းအရှိကိုပြန်လဲပေးထားတယ်တစ်ချက်ကြည့်ကြည့်ပေးပါတော်တော်လေးပြောင်းသွားပြီပေါ့နော်အဲဘင်းဒါအတွင်းမှာဆောနာဒီမှာအတိုက်လေးတွေမမိလားမသိဘူးဒီအတိုက်တွေဒီမှာအဲဒီတရွေး6တွေပြည့်နေနေတဲ့နေရာတွေအကုန်လုံးတက်ရှင်သွားပြီ ပြီးရှေးရမှန်ပေါ့နော်အဲမှန်မှန်လို့လည်းတက်ရှည်လုပ်ပြလိုက်ပါပြီဒီတက်ရှည်လုပ်တဲ့ခါမှာပေါ့နော်သူကလေတက်နေဖြစ်စေမတက်နေဖြစ်စေအာအကုန်လုံးလုပ်ပြရပါတယ်တက်နေတဲ့အနေအထားဆိုကြော်သွားလို့မရဘူးပေါ့နော်တက်နေလည်းလုပ်ပြရတယ်ဒီအထူးသဖြင့်ဒီလိုမျိုးညက်ပတ်နေတဲ့အိမ်သားဆိုတော့ပိုဆိုးတာပေါ့နော်ညက်ပတ်နေတဲ့အနေအထားဆိုတော့နှစ်ချိန်သုံးချိန်ပေါ့နော်ဒါဆိုလို့ရှိရင်လည်းဒီအပေါက်ဒီပိတ်ပြန်ပိတ်လိုက်ပြီးအင်းသူမှကြာနေတဲ့ အဲမစင်နေအညစ်အကြေးတွေကိုလည်းတင်လိုက်ပါပြီတန့်ရှင်းသွားပါပြီဒါဆိုတော့ဆန္ဒမှန်လေးပေါ့နော်ဒီပစ္စည်းတင်တဲ့စင်ကလေးလည်းတန့်ရှင်းသွားပါပြီကဲဒါဆိုရင်တော့တော့တုံးလို့အဆင်ပြေသွားပြီပေါ့နော် ဒါနှစ်ခေါက်သုံးခေါက်ရှင်းလိုက်ရတယ်ဘာလို့လဲဆိုတော့ပထမတစ်ခေါက်ကအကျန်ဒုတိယတစ်ခေါက်ကအချောနောက်ဆုံးတစ်ခေါက်ကျရင်လည်းရေတန့်နေနဲ့တော်တော်ပြန်လိုက်ပြရတယ်ဘာဆိုခိုးဆိုရဲအဲခိုးခိုးရဲမစင်တဲ့ခါကျလူလူတွေကစမ်းမရို့ထိဆိုင်ထိခိုက်စေနိုင်တာမို့လို့ပို့ပြီးတော့အထူးတဟုတ်တဖြစ်ပါတော့အထူးတလဲအအနေနဲ့နှခါတုံးခါပေါ့နော်ရှင်းပြရပါတယ်ဒါကတော့မလုတ်ခင်နဲ့လုတ်ပြီးပုံအချို့တစ်ချက်ပြန်ပြီးတော့ပြထားတာပေါ့နော် ချက်ကြည့်ကြည့်ပေးပါဦးကဲဒါကတော့အဲအင်းရှင်နေဟိုပြန်အပ်ပေးတဲ့အခါမှာလည်းဒီနေထိုင်တွေ့တော့အင်းရှင်နေလည်းစိတ်ချမ်းသာသွားတယ်ပေါ့နော်အင်းရှင်နေစိတ်ချမ်းသာတော့တရှိလုပ်ပေးရတဲ့လူကလည်းအားရချင်တယ်မရှိပါနဲ့ဒီအထူးသဖြင့်ဒီလိုမျိုးညပတ်နေတဲ့အိမ်ကိုလုပ်တဲ့ဆိုလို့ရှိရင်တော့ပို့ပြီးတော့ဝမ်းတာရတယ်ဘာဖြစ်လို့ဆိုတော့တော်တော်တိတ်တောင်းရတဲ့သူကြောင့်မို့ပေါ့နော်ကဲအကောင်လုံးကျေးဇူးတင်ပါတယ်ရှင်ဒီတိတ်တဲ့ရှင်မဆိုအဟုတ်ရှင်နဲ့ဟော့ကလင်းနင်းဆာဗစ်ကို အနန်လိုက်ပါ